မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးစစ်ကောင်စီပြန်ထိန်ချုပ်ခဲ့တဲ့ကြောက်ဖြူမျိုးတိုင်းချောင်းချင်းရွာကိုအေအေထိုးစစ်ဆင်တိုက်ခိုက်နေဆဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကြောက်ဖြူမျိုးနဲ့အတွင်းစစ်ကောင်စီတပ်ကပြန်လည်ထိန်ချုပ်ထားတဲ့တိုင်းချောင်းချင်းရွာကိုအာရခတပ်တော်အေအေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကြောက်ဖြူစီရဲ့သတင်းရှင်းပြတွင်စီကသိရပါတယ် ကြားဖြူမျိုးနဲ့တိုင်ချောင်းကျင်းရွာကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သူတို့ရဲ့ဝါဒဖြန့် Telegram Channel တွေမှာပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာစတင်ဖော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။အရကတက်တော်အေဟာတိုင်ချောင်းကျင်းရွာရှိတောင်ပေါ်မှာတက်ဆွဲနေရယူထားတာဖြစ်ပြီးစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်ယာယီစုပ်ပစ်လိုက်ရတာလက်ရှိမှာတော့အဆိုပါနေရကိုပြန်ရဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အေအေနဲ့နေဆက်တဲ့ကြားဖြူစီရဲ့သတင်းရှင်မြစ်တွေစီကသိရပါတယ်။ တိုင်းချောင်းတောင်ကုန်းအေကပြန်ရပုံအတွက်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။အဲ့ဒီကျေးရွာအနီးတဝိုင်းမှာတော့တိုက်ပွဲတွေပြင်းထန်နေကြပါတယ်။နောက်ပြီးတိုင်းချောင်းတောင်ကကြားဖြူမျိုးကိုဝင်ရောက်ဖို့အတွက်အချက်ချာကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်လို့အစိုးရစီးရင်သတင်းရှင်မြစ်ကပြောပါတယ်။တိုင်းချောင်းကျေးရွာအနီးမှာနှစ်ပတ်တိုက်ပွဲတွေပြင်းထန်နေတာကြောင့်စစ်ကောင်စီတပ်ဟာလက်နက်ကြီးရေချောင်းလေချောင်းနဲ့ဒုံးတွေကိုအဓိကအသုံးပြုတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်။ အဆိုပါတိုက်ပွဲတွေကြောင်းအရင်ကစေဘေးဆောင်မှုကင်းလွတ်နေတဲ့ကြဖြူနယ်ကကြက်သိန်းတပြူတောင်းတဖန်ကဆိုင်ချောင်းချောင်းဖြားချောင်းဝမြင်းပြင်းစားတဲ့ကျွာတွေမှာဘေးလွတ်ရာတွေကိုစေဘေးတင်းဆောင်နေကြတယ်လို့သိရပါတယ်အာရခတတော်အေဟာကြဖြူမြွေနယ်မှာရှိတဲ့တိုက်ပွဲတွေမှာအထူးကကြဆုံမှုနေပါအောင်သူတို့ထင်းကျုပ်ထားတဲ့နေရာတွေကိုစောက်ခွာလိုက်ထိုးစစ်ဆင်လိုက်စားတဲ့စည်ရည်နီးပြူဟာကိုကျင်းသုံးနေတာဖြစ်ပြီးတိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်သားတွေတိုက်ဆုံမှုများပြားနေတယ်လို့သိရပါတယ်။ ကြားဖြူမျိုးနယ်မှာအေးအေးထင်းထုတ်ထားတဲ့နေရာတွေကိုစက်ကောင်စီတပ်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်တာပါစစ်ကြောင်းတကြောင်းဆိုရင်300လောက်ပါတာရှိပါတယ်အခုတော့အေးအေးကစုခါပေးရတာမျိုးဆွဲခေါ်သွားတာမျိုးရှိပါတယ်စက္ကစတပ်သားတွေကအေးအေးရဲ့ပြည်ခွင်းထဲကိုဝင်လာရင်အေးအေးကပြန်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တာရှိပါတယ်လို့ကြားဖြူဒေသခံတအူးကပြောပါတယ်စက္ကစီတပ်ဟာအေးအေးထင်းထုတ်ထားတဲ့ကြပြူနယ်ကတိုင်းချောင်းကျွာနယ်တိုင်းချောင်းတောင်ကိုပြန်လည်ရရှိရေးအတွက်အမှတ်30နေရက်တည်ရင်နဲ့ တညဝရီရေးတဲ့စခန်းကနေလေချောင်းရေချောင်းနဲ့ဒုံးတွေကိုအသုံးပြုပြီးစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီတဟားကြာဖြူမျိုးမကြစေရအတွက်ပြည်သူစစ်မှုထမ်းပါစအများပြားကိုစိတ်အင်အားဖြစ်တင်နေတာဖြစ်ပြီးမြို့ပေါ်လုံးကျုံရေးကိုလည်းအရင်ကထမ်းနှစ်ဆကတုံးမြင့်ချထားတယ်လို့ကြာဖြူဒေသခံတွေစီကသိရပါတယ်။ ကြာဖြူမျိုးရှင်တညာဝရီရဲ့စခန်းကနေစစ်ကောင်စီရဲ့တိုက်ခိုက်ရေးစစ်နှမတွေဟာလင်းကြာဖြူမျိုးပေါ်နဲ့တန်ဆင်းမြစ်တစ်ဆောင်မှာတွာလာလှုပ်ရှားနေတာတွေရှိကြသလုံးလက်ခံမော်ကျင်းရွာအနီးအနားတွေကိုလည်းရောက်ရှိလာတယ်လို့သိရပါတယ်အဆိုပါစစ်နှမတွေကနေအရခတ်တက်တော်အေးရှိနိုင်တဲ့နေရာတွေနဲ့အရသားတွေနေထိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ရန်နက်ပစ်ကတ်မှုတွေရှိနေတယ်လို့လည်းကြာဖြူဒေသခံတွေစီကသိရပါတယ် ကြားဖြူမြို့နယ်ကအာရခတက်တော်အေဟံတေပုတ်တောင်ရေးတဲ့စကန်တညာဝရီရေးတဲ့စကန်ဌာနချုပ်အနီးမှကာကင်းစကန်မလာကျွန်းကျွရအနီးစီတဘာဝတငွေလက်ခံတူလာဖို့ဆောင်ယုံ OGD အနီးအနားမှကာကင်းစကန်နဲ့အမတ်30နေရတရင်အနီးမှပြိုင်းစိတ်ကေစားတဲ့ကာကင်းစကန်အနီးတွေကိုတိုက်ပွဲတွေဖော်ဆောင်ခဲ့တာလည်းဖြစ်ပါတယ် ကြာဖြူမျိုးမှာတညာဝတီရေတပ်ဌာနချုပ်ကာလရ34ကာမရ54နှင့်ကာမရ53 MS 30ရေတဲရင်တောင်မော်ကြီးရေတပ်စကန်အုံးကျွင်ရေတပ်ဌာနခွဲလို့ရှိပြီးရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ကြာဖြူမျိုးနယ်ကိုအာရခတတော်အေးကပီကန်ဒီဖေဗူလာ20ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်ရှိမှာရှင်းလာကျော်အထိကြာမြင့်ခဲ့ပြီးဖြစ်တယ်လို့အေးကလည်းကြာဖြူမျိုးကိုအလုံးစုံသိမ်းပိုင်းထင်ချုံနိုင်မှုအတွက်စီးရင်အရာပြစ်စင်မှုတွေရှိနေကြောင်းအေးပြောခွင့်ရသူဥခိုင်ဒုကာက ီးခဲ့သည့်သတင်းစာဆင်လင်းပွဲမှာပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်ပြီးနေတိုင်းတန်းအတွင်းရှိထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မော်ရောင်မြို့ကိုတရားဝင်သိမ်းပိုင်ရရှိကြောင်းကြေညာစစ်တပ်မှ40ကျော်ဖမ်းဆီးရရှိပြီး120မမလက်နက်ကြီးအများနဲ့လက်အပါအဝင်လက်နက်ခဲယံများပြသင်းစီရရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ တနင်္သာရီတန်အတွင်းရှိထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မောဒါမြို့ကိုတရားဝင်သိမ်းပိုက်ရရှိကြောင်းကြေညာလိုက်ပြီးစစ်တပ်မှ40ကျော်ဖမ်းဆီးရရှိပြီး120မမလက်နက်ကြီးအမြောက်နှက်လက်အပောင်းဝင်လက်နက်ကင်ရံများပြသင်းဆီးရရှိကြောင်းဖော့ပေါ်ဖရက်ဒီမိုကရေစီအဖွဲ့ကတရင်ထုတ်ပြန်ပါတယ် မော်ရံမျိုးတင်တိုက်ပွဲမှာတိုက်ပွဲကာလမှာတုံးရက်ခန့်နာကြမြင့်ခဲ့ပြီး KNU KNL လေးဦးဆောင်မှုနဲ့အတူမော်ရံမျိုးတင်တိုက်ပွဲကို KNL လေးတပ်မဟာလီမှတိုင်ရင်နေရတုံးတိုင်ရင်စတင် KNDO တိုင်ရင်ခွန်တိုင်ရင်စနစ် BBL FFD တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းစစ်တုံးပန်40ကျော်ဖမ်းဆီးရရှိခဲ့ပြီး120မမအမြောက်နှလန်း120မမလက်နက်ကြီးကြီး189တောင်း ပိုင်ဖက်စတဲ့နဲ့တလန်60မမ3လန် RPG 2လန်ငကြဲမီတလန်လက်နက်ငယ်36လန်နဲ့အခြားလက်နက်ခရံများစွာသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။မော်ဒါမျိုးမှာစစ်ကောင်စီကုန်တွယ်စစ်စင်မှုမှာအရေးပါသည့်တနင်္သာရီတိုင်းရှိထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်ပြီးစစ်တပ်ဘက်မှအနည်းဆုံးအင်အား50ကျော်မှထိုင်းဘက်သို့ထွက်ပြေးသွားခဲ့ကြောင်းလက်ရှိမှာထိုင်းအာဏာပိုင်များကထွက်ပြေးလာသည့်စစ်သားများထံမှလက်နက်များသိမ်းယူပြီးခေလုံခွင့်ပေးထားကြောင်းနယ်စပ်တရင်ချင်းများထံမှသိရပါတယ်ရှင်။